ဒီပလတ်ဖြောက်လိုက်ပြီးမထွက်တော့ဘူးเนาะအဲဒါဆိုလို့ရှိရင်အမီးလာတဲ့အချိန်ဆိုရင်မီးပလတ်ပြန်ထိုးလိုက်မယ်မီးပလတ်ပြန်ထိုးလိုက်မယ်ဒီမှာပြန်တန်းကြည့်မယ်12.6ထွက်မယ်เนาะ12.6ထွက်တယ်อืมဟုတ်ပြီဒါဆိုလို့ရှိရင် तू ကเนาะဒီမှာဘိုးရိတ်ကို तू ကအားသွင်းပေးလိုက်เนาะအားသွင်းပေးလိုက်အဲ့တော့ဒီကောင်ကအဆင်ပြေသွားပြီအဆင်ပြေသွားပြီဆိုတော့ ဒါဟိုနဲ့ဖြစ်ပြီပေါ့နော်အဲ့မှာကျွန်တော်စကစ်လေးတခုအစကစ်ဒိုင်ဂရမ်လေးဒီကောင်လေးကိုကြည့်ပြီးတော့ကျွန်တော်လက်တန်းဆွဲပြမယ်ပေါ့နော်ကျွန်တော်ရဲ့တင်တန်းမှာတင်မဲ့ပုံစံအဲ့ပုံစံပဲနော်ဘယ်စကစ်လာလာကျွန်တော်ကြည့်ပြီးတော့ဒိုင်ဂရမ်ဆွဲတက်ကနော်ဆောင်းမှဆွဲပဲနဲ့ကျွန်တော်ဒီ A4 A4 ပြောင်းလေးနဲ့ဆွဲပြီးနော် ဒီ plus out ကြတော့နင်းကြောင်းတွေပါနေတော့နော် a4 ဆိုင်နဲ့ဆွဲရမယ် a4 ဆိုင်နဲ့ဆွဲရမယ်ကျွန်တော် block diagram ပေါ့နော် block diagram အနေနဲ့ဆွဲကြည့်မယ်ဆွဲကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာဒါ AC1 ပေါ့နော် AC1 AC1 ဒီကောင်ကတော့ရှင်းတယ်နော်ဒါ SMP ရဲ့ circuit တကယ်လို့သူ့ရဲ့ input က AC220 ပြန်နော် AC220 ဒီမှာကျိုးအမယ်နော်ဒီကနေဝင်လာနော် AC220 ီမှာ bright time ကိုတွေ့ရမယ်လေနော်အဲ့တော့ကျွန်တော်ဒီကောင် AC ဝင်ပြီဆိုရင်သူ့ရဲ့တောင်းဝင်ရတာသူ့ရဲ့ဒီကက်ရဲ့ SMPS ကတ်ကိုဝင်မှာ input input က input တိရမယ် output တိရမယ် input ကပါလဲကျွန်တော်တို့ AC 220နော်220ကိုဝင်မယ်သူက output ကပါလဲ output ကတော့ကျွန်တော်တို့တွဲဖို့အသွင်းရမှာဆိုတော့နော်12.6ကိုအသွင်းရမှာဆိုတော့ကျွန်တော်တို့ဒါပြောမှဆိုရင်73.14ဖို့အဲရတယ်နော်73.14ဖို့ဝင်ကျင်နေရတယ် 15ဗိုလ်ထိပေါ့နော်သူထုတ်ပေးမဲ့အက်ဒက်တာဒါပြောမယ်ဆိုရင်အက်ဒက်တာတုံးတွေမှာတုံးလဲဆက်ခဲ့ပဲဘာမှမထူဘူးနော်အတူတူပဲအဲ့တော့ကျွန်တော်ကတကယ်လို့ဒီ input ကတူတန်နေတီးပြီး output ကကျွန်တော်ပြောတဲ့ board တွေမထပ်ဘူးဆိုလို့ရှိရင်ဒါဆိုဒီ SMPS အပိုင်းပြတ်တာပေါ့အဲ့ဒါဆိုလို့ရှိရင်ဒါဒီ SMPS အပိုင်းမှာပါဝင်တဲ့ PC တွေ primary ဘက်ကပြတ်တာလား secondary ဘက်ကပြတ်တာလားရှာပြီးပြင်ရမယ်ပေါ့เนาะအဲ့လိုမှမပြင်ရင်ဆိုလဲရတယ် data တော့ နေရာဆာကက်တစ်ခုဖွင့်ပြီးရဲ့ဆိုကျွန်တော်တို့ဒီမှာအစားထုတ်လို့မရဘူးလားဒီ SNPS နေရာမှာအစားထုတ်လို့ရပါလားเนาะဟုတ်ပြီเนาะဒါဆို SNPS ပါမယ်ကျွန်တော်တို့ဒီဘက်ထရီကိုချာဂျင်သွင်းတဲ့အခါ SNPS အပိုင်းကောင်းလို့ရှိရင်ဘက်ထရီကိုချာဂျင်သွင်းမဲ့ဖို့ရောက်လာပြီထွက်လာမယ်အဲ့ဒါကဘာဖြစ်လဲကျွန်တော်တို့ဒီ BMS ကခံပြီးရဲ့ဆိုကျွန်တော်တို့တွင်းမယ်เนาะဘက်ထရီတွင်းမယ်ဟုတ်ပြီเนาะအဲဘက်ထရီရဲ့ output ကြတော့လဲကျွန်တော်တို့ဒီကောင်းတဲ့ကျွန်တော်တို့ဒါ